အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အောင်လည်းမင်္ဂလာပါ။ဟိုတနေ့တော့က Crystal Palace အသင်းကို FA Cup Final မှာတလုံးတည်းသောအဖိုးတန်အနိုင်ကိုတွင်တဲ့ AC ကရီယာဒီမာကလပ်သင်းကနေလမ်းခွဲတော့မှာဖြစ်ကြောင်းဆိုလိုက်တယ်။ Crystal Palace ကကစားမနှစ်ယောက်ထွက်မှာနော်။အဲ့နှစ်ယောက်စလုံးကို Tottenham Hotspur ရို့ Chelsea အပါဝင်အသင်းတော်တော်များများလိုက်နေတယ်။ So Palace ကအသင်းကောင်းဆောင်နောက်ခံသူ Mark Gehi ထွက်မယ်။သူကတော့ ဒါအခုလောလောဆယ်အနေထားရငွေရသည်ဖြစ်ကောင်းဖြစ်နိုင်တယ်လို့နောက်ရသည်မှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ဖြစ်နိုင်တယ်နောက်အခုအဇီးပေါ့လေဒါအဇီးကတော့ဒါ ဒါလက်ရှိမှာ hottest wingers တယောက်နေနဲ့တကယ်ကိုဒါနာမည်ကြီးနေတဲ့သူဖြစ်တယ်ဒီတယောက်ကတကယ်တော့တကယ်ကိုအရေးသွေးရှိတဲ့ကစားမဖြစ်ပြီးတော့ဘလူပွဲမှာရောနောက်ဒီယာတီမှာသူတော်တော်လေးကောင်းနေဗျာသူရဲ့လက်ရှိ current market ပေါက်ကြီးက55တန်းအင်္ဂလန် Lewisin ရဲ့ Thomas Tuchel လက်ထက်မှာလည်းပါဝင်တာသူဖြစ်ပြီးတော့ခြေစွမ်းတော်တော်လေးကောင်းတယ်အခုသူ့ကိုလိုက်နေတဲ့အသင်းထဲမှာ ဒါ Chelsea ပါတယ် Tottenham Hotspur ပါတယ်ဒါတချို့ report တွေမှာဆိုရင် Liverpool တောင်စိတ်ဝင်စားတယ်ဆိုတဲ့သတင်းတွေတက်နေတယ်အစည်းကဒီနေ့ရာသီ FA Cup မှာဆိုရင်သူစုစုပေါင်း၄ခုအတွင်းနဲ့တကူဖာတီပြီးအရေးပါတဲ့ final ကိုအတွင်းထားသလိုတခါဒီဒီရာသီအတွင်းမှာလည်းသူခြေစွမ်းပြတယ်သူရဲ့ main position က attacking midfield player attacking midfield player ဖြစ်ပြီးတော့အဲ left channel မှာလည်းကောင်းကောင်းကစားနိုင်တယ်ကျွန်တော်အစင်းနဲ့ပတ်သက်လို့နောက်ထပ်ကြိုက်တဲ့အချက်ကဒီချက်ဒီကစားမက အခုလက်ရှိအနေထားပေါ့လေသူ့ရဲ့ performance ကဒီအသင်းတိုင်းအတွက်ဒါအဆုဖြစ်တယ်သူကတော်တော်လေးတည်ငြိမ်တဲ့ကစားသမားဖြစ်တယ်ဒူးချင်းကြောဖြတ်မှုရောတင်းလိုက်ကစားအားဒူးချင်းဆွတ်ဆောင်ကစားကျွန်တော် LSEOB တိုက်ပေးဒါပေမဲ့အစည်းကကိုသွင်းပို့တည်ကြတယ်နောက်တစ်ခုကတိုက်စစ်ပိုင်းမှာတကယ်ကိုရှားဖြစ်တယ်ပြိုင်ဘက်ခံစစ်တွေကိုအန်လော့လုပ်နိုင်တယ်ဒီနေ့ရသည်50ပွဲမှာသူ73ကိုသွင်း 17ခုဖန်တီးတယ်ပရီးမီးယားလိမှာ9ခု28ခုဆိုတော့ဒီတောင်ပင်ကစားမတယောက်73ခုအတွင်း17ခုဖန်တီးပြီးတွင်းခု24ခုပေါင်ပတ်သက်တယ်ဆိုတဲ့အမောက်ကတော်တော်လေးတော့ကောင်းတယ်အမောက်ဖြစ်တယ်ဆိုတော့အဇီးကို Crystal Palace ကရောင်းမယ်65အတန်းလောက်ရရင်ရောင်းမယ်သူရဲ့ current market ပေါင်ကြီးကယူရို55အတန်းပဲရှိပေမဲ့သူတို့ကပေါင်65အတန်းရရင်ရောင်းမယ် Tottenham Hotspur ကလည်းစွန့်တွက်ရရှိအစားထိုးခြင်းနဲ့ Man United ကတော့စဉ်းစားခဲ့ပူတယ် Liverpool ကတော့တော်တော်လေးသဘောကျတယ်ဒါပေမဲ့ Luis Diaz ကိုတက်တန်းတိုးမယ်ပါညာနဲ့အတန်ထွက်ပြီးတော့နည်းနည်းပြန်မြေသွားပေမဲ့ Chelsea ကအခုတော်တော်လေးသဘောကျတယ် Chelsea အဲ့ဒီဘက်ခြမ်းက Michaelo Modric မရှိတော့ဘူးအဲ့ဒီဘက်ခြမ်းမှာ Sancho ကိုပြန်ပို့မယ်ဆိုရင်သူတို့ဘက်က Rafael Leao တို့ Nico Williams တို့လိုဖြစ်နေမယ် Azzi က Premier League proven player အသက်က26ပဲရှိတော့ Chelsea ကသူ့ကိုကြိုက်တယ်အဲ့ဒီနေရာမှာ Chelsea က Mark Cahill ကိုလည်းလိုချင်တယ်။ Mark Cahill ရဲ့ contract ကနောက်ဆုံးနှစ်ကိုရောက်ပြီ။ဆိုတော့သူကတော့ တတမတူပဲနဲ့ထွက်မယ်ဆိုရင် Real Madrid တို့ Barcelona တို့လိုအသင်းတွေကိုပြောင်းသွားနိုင်ချေရှိတယ်လို့သတင်းတွေတက်နေသလို marketing ကို Chelsea ကပြန်လို့ခြင်းတယ်ဒီကတော့2021ကမှသူတို့ရဲ့ academy ကစားမကိုထွက်ခွာဝင်ပေးခဲ့တာအဲဒီကစားမကိုခွက်ခွာပေးပြီးတော့အခုလက်ရှိမှာ Palace အသင်းကောင်းဆောင်ဖြစ်တဲ့ချိန်မှာ ်ချယ်ဆီကမာကေဟီကိုသဘောကျတယ်တစ်ဖက်မှာလည်းဥရောပကလပ်တို့တို့များများသဘောကျတယ်ဒါမာကေဟီကတော့စာချုပ်တက်တန်းအကောင်နေပြီးတော့မှအသင်းကနေအလုပ်နဲ့ထွက်သွားနိုင်မဲ့အခြေအနေမျိုးတွေစဉ်းစားနေဆိုပြီးပေါ်ပြထားလည်းရှိတယ်ဒါအဲစင်းဆိုရင်ဘယ်လိုမျိုးလဲကျွန်တော်တို့ခုသိတာပေါ့လေမာကေဟီကိုပြီးခဲ့တဲ့နေရာဒီတုန်းကဆိုတန်း80လောက်ထိတောင်းတယ်အခုတော့တန်း60လောက်နဲ့ရနိုင်မဲ့အခြေမှာအဲစင်း65တန်းမာကေဟီတန်း60ဘယ်လိုထင်လဲ ်ချယ်ဆီကကျွန်တော်ဆိုတော့လေအဲဇင်းလို့ဥသာမပြောချင်သူတို့ကပါလဲဆိုတော့ကိုဖာမာထိုက်ပဲဒါပေမဲ့သူအဲဇင်းက left channel ကနေအထဲကိုဝင်မယ်ကိုဖာမာက right channel ကနေအထဲကိုဝင်မယ် maybe နည်းနည်းတော့အဲ့နာမှာ junction congestion ဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဒါပေမဲ့အဲဇင်းလို့ဥသာမပြောတော့က spa ဆိုလဲတော်တော်လေးကောင်းတယ်ဒီဘဘူးဆိုလဲမှန်တိုင်းပြောတော့ကောင်းတယ်ဒါပေမဲ့သူတို့က ds ရှိတယ်တက်တန်းတိုးမယ်ဆိုရင်အချက်ဒါပေမဲ့မာကေကြီးကလီဗာပူးလဲဝယ်လို့ဝယ်ချင်ဝယ်လို့ရတယ်နယူကာဆယ်လိုက်နေတယ်နောက်ချယ်ဆီတဲတန်လိုက်တယ်ဘယ်လိုမြင်ကြလဲပယ်လစ်ကစားမနှစ်ယောက်ဒီကြားထဲမှာပယ်လစ်ကအာဒမ်ဝေါ်တန်ဆိုရင်လီဗာပူးတော်တော်လေးသဘောကျတယ်ဒါဘယ်လိုမြင်ကြလဲကိုမမဝင်ရမှတ်ချက်ပြပါအောင်ကြည့်ကြပါလေ